ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘောလ17ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ကိုကိုကျွန်းမှာတရုတ်နိုင်ငံသားလုံးဝမရှိကြောင်းစစ်ကော်မရှင်ကအိန္ဒိယကိုပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ကိုကိုကျွန်းမှာတရုတ်နိုင်ငံသားများရောက်ရှိနေခြင်းမရှိကြောင်း မြန်မာစစ်ကော်မရှင်ကအိန္ဒိယကိုအခိုင်အမာပြောဆိုထားပါတယ်။သို့တော့အိန္ဒိယမှာရှိတဲ့ Landfall ကျွန်းမှာမိုက်တရအကွာအဝေးအတွင်းမှာရှိတဲ့အဆိုပါကျွန်းကိုအိန္ဒိယရေတပ်ကိုတောရွက်ခွင့်ပေးရန် New Delhi ရဲ့တောင်းဆိုချက်ကိုစစ်ကော်မရှင်ကလည်လီရှုထားကြောင်းရင်းကိစ္စနဲ့နှိစက်သူတွေကပြောကြားခဲ့ပါတယ်။ကိုကိုကျွန်းမှာတရုတ်နိုင်ငံသားတရုတ်တလင်မြတ်ပဲမရှိကြောင်းမြန်မာနိုင်ငံကိုတောရွက်ခဲ့တဲ့အိန္ဒိယကာကွယ်ရေးအတွင်းဝန် Rajesh Kumar Singh ကိုမြန်မာစစ်ကော်မရှင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ကိုကိုကျွန်းကို တရုတ်ကထုတ်လွှင့်ရေးစကမ်းဖြစ်အုံပြုမှာကိုအိန္ဒိယကစိုးရိမ်နေတဲ့အတွက်အဆိုပါစိုးရိမ်မှုများရော့ပန်းစေရန်ထုတ်ခဲ့သူပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ရာဂျက်ကူမာဆင်ဟာမြန်မာစစ်ကော်မရှင်ရဲ့တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဘူချုပ်ကျော်ကိုထိုင်နဲ့ဒုတိယအကြိမ်နှစ်ပတ်လည်ကာကွယ်ဆွေးနွေးပွဲပြုလုပ်ရန်နေပြည်တော်ကိုစက်တင်ဘာလ25ရက်နေ့မှ29ရက်နေ့ထိတွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။သို့သောအဆိုပါကျွန်းကိုအိန္ဒိယရေတအား တော်ရခွေပေးရန်တတမန်များနဲ့စီလန်ကျောင်းများမှတဆင့်တောင်းဆိုနေပေမဲ့စစ်ကော်မရှင်ကခွင့်ပြုထားခြင်းမရှိသေးကြောင်းတရင်ရှင်းမြစ်တွေကဆက်ပြောပါတယ်။ကိုကိုချင်းကိုတော်ရခွေပေးရန်မြန်မာစစ်ကော်မရှင်ကိုအိန္ဒိယရေတပ်ကတောင်းဆိုထားပေမဲ့စစ်ကော်မရှင်ကအကြောင်းပြန်ကြားခြင်းတော့မရှိသေးပါဘူး။ကိုကိုချင်းနဲ့ပတ်သက်တဲ့အိန္ဒိယရဲ့စိုးရိမ်မှုမှာဘာလာဆိုရီစံသက်ကွင်းမှာအိန္ဒိယရဲ့ဒုံးကျည်ပစ်ခတ်မှုတွေကိုခြေရာခံရတဲ့ visa ကပ်ပတ်နံမှာ ကီလိုမီတာ90ခန့်သာကွာဝေးတဲ့အသစ်တည်ဆောက်ထားတဲ့ Rampili ရေတပ်စခန်းမှာအိန္ဒိယနျူကလ িয়ার ထိပ်ဖူးတပ်ဒုံးကျည်တင်ရင်ငုတ်တင်းမောများရဲ့အဝင်းအထွက်လှုပ်ရှားမှုတွေကိုကြေညာခံရန်မြန်မာကတရုတ်အားအစိုးရကျွန်းပေါ်မှာစောင့်ကြည့်ရင်းနဲ့ထောက်လိုင်းအဆောက်အုံများစောင့်လုပ်ခွင့်ပေးထားခြင်းကြောင့်ဖြစ်ပါတယ်။ဘလောဆူရီနဲ့ ABJ Abdullah Kalam ကျွန်းမှာရှိတဲ့နျူကလ িয়ার နဲ့တမယ်ရူးကြဒုံးကျည်စမ်းသပ်ကွင်းတွေဟာကိုကိုကျွန်းကွင်းဆက်နဲ့လက်တီကျူအတူတူနေပါဖြစ်ပါတယ်။တရုတ်ကလေကြောင်းထောက်လိုင်းရင်းနဲ့ ပေရင်ဒုံးကျည်ချီယကန်စနစ်တွေကိုအသုံးပြုပြီးအိန္ဒိယရဲ့မဟာပြူဟာမြောက်ဒုံးကျည်များရဲ့အကွာအဝေးစွန့်ဆောင်ရေးနဲ့ဖြစ်စည်းနိုင်စွမ်းတို့ကိုထောက်လန့်ရန်ကိုကိုကျွန်းအောင်အသုံးချနေတယ်လို့အိန္ဒိယအမျိုးသားလုံခြုံရေးအစည်းအဝေးရေးဆွဲသူတွေကတန်တရားရှိနေခြင်းဖြစ်ပါတယ်။အိန္ဒိယအနေနဲ့ကိုကိုကျွန်းပေါ်မှာတရုတ်နိုင်ငံသားများရှိမရှိကိုယ်တိုင်ကိုကြအတီးပြုတ်နိုင်ခြင်းမရှိပေမဲ့လေကိုကိုကျွန်းပေါ်မှာအခြေခံအဆောက်အုံတိဆောက်မှုကြီးကြီးမားမားဆောင်ရွက်နေကြောင်းဂျူရုမရိုက်ကူးထားတဲ့တပ်ပုံများမှတွေ့ရပါတယ်။ အဆိုပါကျောင်းအိန္ဒိယနဲ့နီးကပ်နေတဲ့နေရာမှာတည်ရှိနေပြီးအိန္ဒိယပိုင်အန်တမန်နဲ့နီကိုဘားကျောင်းမြတ်မှရေမိုင်းတရာပဲမပြည့်တဲ့အကွာအဝေးမှာတည်ရှိနေပါတယ်။တည်ယူပို့ဆောင်ရေးလေယာဉ်များဆင်းသက်နိုင်ရန်ကိုကိုကျွန်းပေါ်မှာရှိတဲ့လေယာဉ်ပြေးလမ်းကိုတိုးချဲ့တိဆောက်ထားကြောင်းနဲ့စစ်တီ1500ကျော်နေထိုင်နေတဲ့စစ်တမ်းရများကိုတိဆောက်ထားကြောင်းလေကြောင်းထောက်လိုင်းရေးပို့ရေးမြန်မာတွေ့ရှိရပါတယ်။ကိုကိုကျွန်းကိုအနီးနားမှာရှိတဲ့ဂျယ်ရီကျွန်းနဲ့ဆက်သွယ်ရန်စစ်သားတွေကမြေပြင်ရှင်းလင်းနေပြီး ဒီဆောင်ရွက်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရခိုင်မှာစစ်တပ်ရဲ့တိုက်ခိုက်မှုများအရှိန်အဟုန်မြင့်လာတဲ့အပြင်ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုများတိုးမြင့်လာတဲ့အတွက်စည်ရည်တရီရှိကြဖို့အေအေကတရီပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများအရှိန်မြင့်လှုပ်ဆောင်လာနေတဲ့အပြင်ပြည်သူတွေကိုဖမ်းဆီးမှုများတိုးမြင့်လာတဲ့အတွက်စည်ရည်တရီရှိကြဖို့အေအေကတရီပေးချက်ထုတ်ပြန်လိုက်ပါတယ်ရခိုင်မှာရှိတဲ့ပင်လယ်ကမ်းကြီးမြို့ရွာများမှာ ပြည်သူများအနေနဲ့ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်ရဲ့ရည်ကြောင်းလေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုအထူးသတိထားကြပါရန်နဲ့စီးရီးသတိရှိကြပါရန်အေအေကသတိပေးလာခြင်းဖြစ်ပါတယ်စစ်တပ်ကလွန်ခဲ့တဲ့နှစ်နှစ်တာကာလနေပါအတော်တွင်၎င်းတို့ဆုံးရှုံးခဲ့ရတဲ့တည်ရင်တပ်မဌာနချုပ်တိုင်းဌာနချုပ်များအပါအဝင်စီးရီးနိုင်ငံရေးအရာအချက်အချာပြီး၎င်းတို့စွန့်လွတ်ခဲ့ရတဲ့နေရာအချို့မြို့ရက်ရွာများမှပြန်လည်သိမ်းယူနိုင်ရွတ်မြန်မာနိုင်ငံအနှံ့ထိုးစစ်ကြီးများကိုပြည်လုံးနေခဲ့ဒီမှာကာလအတန်ကြာခဲ့ပြီဖြစ်ကြောင်း အာရခဒေတာအတွင်မှာလဲကြည်ရည်လီပူပေါင်းဆစ်စင်ရေးများပြုတ်လောက်ကအထူးသဖြင့်ကြောက်ဖြူမှဒူးစစ်တွေကို2025ခုနှစ်မတ်လဇန်မှစတင်၍ကျင်းပန်းများစွာပြုတ်လုခဲ့ပေမဲ့လဲထိရောက်မှုမရှိဘဲအထိခိုက်အကြဆုံးများကိုသာရင်ဆိုင်နေရကြောင်းအေအေကပြောပါတယ်အေအနေနဲ့အာရခဒေတာအတွင်တင်းပတ်ရန်ကြင်ရှိနေတဲ့မြို့တွေကိုဆက်လက်တင်းပတ်ရယူရန်ကြိုးစားနေတဲ့အချိန်တပြိုင်နက်တည်းမှာပဲအာရခဒေတာနဲ့နေမင်းကြီးတိဆက်လျက်ရှိတဲ့မကွေးတိုင်းနယ်ရေကန်ပဲခူးတိုင်းညောင်ကျိုးပြွာကုန်းနဲ့ အေယော်ရီတိုင်းအဆက်၄မျက်နှာမြို့နယ်အတွင်းတို့မှာလည်းရန်သူရဲ့ထိုးစစ်တိုင်းကိုကြက်ကြံခံ၍တံပြန်ထိုးစစ်ဆင်းလျက်ရှိတဲ့အတွက်ကြောင့်အဆိုပါနေရာတွေမှာတိုက်ပွဲများနေတိုင်းနေပါဖြစ်ပွားလျက်ရှိတယ်လို့သိရှိရပါတယ်။လက်ရှိအချိန်အရကတ်တက်တော်နဲ့ဖက်စစ်အကြံဖတ်စစ်ကော်မရှင်တို့ဟာနှစ်ဖက်စလုံးအတွက်စီရင်အချက်ကြာကြတဲ့နေရာငါးခုမှာအပြန်အလှန်ထိုးစစ်များနဲ့အတူနေစဉ်ရက်ဆက်တိုက်ခိုက်နေခဲ့ကြသည်မှလည်းရဲတပ်ပောင်းများစွာကြာမြင့်လာခဲ့ပြီဖြစ်ကြောင်းတပြိုင်နက်တည်းမှာပဲစစ်တပ်ကအရကတ်တက်တော်ထိ ंछ ုပ်ထားရနေရာများထဲမှာ အကျိုးသောနေရာတွေမှာထိုးစစ်ဆင်တိုက်ခိုက်မှုများစစ်တိုက်ပြုလုပ်ရန်ပြင်ဆင်လျက်ရှိကြောင်းအေအေကပြောပါတယ်စစ်တပ်ရဲ့စစ်တမော်တွေကပင်လယ်ပြင်မှနေ၍စီရေးပြတ်မှတ်မဟုတ်တဲ့အရက်သားပြည်သူများနေထိုင်ရာရက်ကွက် ကြီးရွာများအတွင်းကိုလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်ခြင်းပင်လယ်ပြင်ကန်ဒီအတွင်းတနိုင်တပိုင်းဝမ်းစာရှာငါးဖမ်းထွက်နေကြတဲ့ရီလုံသားပြည်သူများအဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းတို့ကိုယခုရက်များအတွင်းစက်တိုက်ပြုလုပ်လာနေကြောင်းသိရှိရပါတယ် 2025ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာတန်တွဲမြို့ တောင်မကြီးတိုက်နယ်ဆက်လက်မြို့ကြီးရွာမှာအရက်သားရေလုံသားပြည်သူ၄ဦးဖြစ်ကြတဲ့အသက်52နှစ်အရွယ်ဦးမောင်ကိုအသက်52နှစ်အရွယ်ဦးကျော်ဝေတန်းအသက်50နှစ်အရွယ်ဦးဖိုးနေနဲ့အသက်39နှစ်အရွယ်ဦးညင်ညီနှစ်တို့ကိုပင်လယ်ပြင်ကမ်းနီးမှာငါးဖက်နေစဉ်စစ်ကော်မရှင်ရဲ့ရေတပ်ကဖမ်းဆီးသွားကြောင်းအလားတူအော်တိုဘားလ3ရက်နေ့မှာစစ်တပ်ကကြောက်ဖြူမြို့စားပြင်ကွင်းရက်ကွက်မှာအရက်သားပြည်သူ20ကျော်ကိုလည်းအကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ် စပင်မလာလီယန်နီမွန်လင်းနှစ်နိုင်အချိန်မှာစစ်တင်မောများဘောမှလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်တန်တွဲငပ်ပလီကန်းကြီးအနီးနဲ့လင်းယိုးတောင်ထက်မှလက်နက်ကြီးကြီးများကြောက်ရောက်ပောက်ကွဲခဲ့ကြောင်းစပင်မလာအတွင်းအကြံဖတ်စစ်ကော်မရှင်ရဲ့တန်တွဲမြို့ပေါ်ရက်ကွက်များမှာရှိတဲ့အပြစ်မဲ့အယက်သားပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတို့ဒေဆုံးပြီးလေဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစပင်မလာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာအယက်သားနေအိမ်များနဲ့ဘုံကြီးကျောင်းဝင်းနေရာတချို့ကိုထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ စက်တင်ဘာလ29ရက်နေ့မှာလဲစစ်ကော်မရှင်ရဲ့စစ်တင်းမောများပေါ်မှာတန်တွဲမြို့နယ်မြို့ပတ်ဝန်းကျင်နေရာအများပြားကိုလက်နက်ကြီးများနဲ့တောက်လျှောက်ရန်တမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအော်တိုဘာလ9ရက်နေ့ညနေ4:00မိနစ်မှ4:00 14မိနစ်အတွင်းကွန်မြို့နယ်ပုံညက်ကြီးရွာပတ်ဝန်းကျင်မှာရှိတဲ့ပင်လယ်ပြင်ကိုစစ်တင်းမောများပေါ်မှာလက်နက်ကြီးနဲ့စစ်တပ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်အော်တိုဘာလ9ရက်နေ့မှာလဲစစ်တပ်ကတန်တွဲငပလီကမ်းခြေမျက်နှာချင်းဆိုင်မှာထိန်ချထားတဲ့ ၎င်းတို့ရဲ့စစ်တင်းပေါ်များပေါ်မှလက်နက်ကြီးများနဲ့တန်တွဲမျိုးပတ်ဝန်းကျင်ကိုရန်တမ်းပစ်ခတ်ခဲ့တည်တာမကတန်တွဲနဲ့ကွမ်းမျိုးပေါ်မှာ Y8 Y12 လေယာဉ်များနဲ့လေးနိုင်ခန့်ကြာမယံမနာစက်တိုက်ပြန်ဝဲနေခဲ့ကြအောင်အော်တိုဘားလာစည်ရင်နဲ့မနက်၈နိုင်ခန့်အချိန်မှာတန်တွဲမျိုးအနီးပတ်ဝန်းကျင်ကိုဂျက်လေယာဉ်နဲ့ဘုံကျဲတက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းကတော့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးရဲ့နေပြည်တော်ခီးစင်မှာပြောဆိုခဲ့မှုတွေကိုအသေးစိတ်ထုတ်ပြန်လိုက်တဲ့အတွက် မြန်မာစစ်တပ်ရဲ့လိန်လေသတင်းထုတ်ပြန်မှုထင်ရှားပေါ်ပေါက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝမ်းမြောက်ဝမ်းသာနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကမပြောဆိုခဲ့ပဲစစ်တပ်ကလိန်လေဝါရဖျက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနကမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစင်မှာပြောဆိုခဲ့မှုများနဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်လိုက်တဲ့အတွက်မြန်မာစစ်တပ်ရဲ့လိန်လေသတင်းထုတ်ပြန်မှုထင်ရှားပေါ်ပေါက်သွားပါတယ်မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပရင်ပြင်ဆင်မှုကို ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပူပေါင်းဆောင်ရွက်မယ်လို့မလေးရှားနိုင်ငံကြ ాయి ဝန်ကြီးမိုဟာမက်ဟာဆန်ကမပြောခဲ့ပေစစ်တပ်ကလိန်လေထုတ်ပြန်ခဲ့မှုမှာမလေးရှားနိုင်ငံကြ ాయి ဝန်ကြီးဌာနရဲ့ယမန်နေ့တရင်ထုတ်ပြန်မှုကြောင့်အဖြစ်မှန်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်မလေးရှားနိုင်ငံကြ ాయి ဝန်ကြီးမိုဟာမက်ဟာဆန်ဟာအော်တိုဘန်လ9ရက်နေ့နေချင်းပြန်နေပြည်တော်ကိုတွားရောက်ခဲ့ပြီးရင်းတို့လာရောက်မှုအပေါ်စစ်တပ်ကလိန်လေထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်စစ်တပ်ရဲ့လိန်လေတရင်ထုတ်ပြန်မှုမှာမလေးရှားနိုင်ငံကြ ాయి ဝန်ကြီးကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလို့ရပြည်စင်နေမှုများအားတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းအာဆီယံအနေနဲ့မြန်မာနိုင်ငံ၏ကျူပန်ဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းရွေးကောက်ပွဲလေးလာဆောင်ကြည့်အဖွဲ့များကိုလည်းဆီလွတ်ပေးသွားမယ်လို့လိမ့်လည်းဖော်ပြခဲ့ပါတယ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ယမန်နေ့သတင်းထုတ်ပြန်ချက်မှာတော့ရွေးကောက်ပွဲဟာဒီမိုကရေစီအတွက်အထူးအရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ကြောင်းရွေးကောက်ပွဲကိုလွတ်လပ်မြတ်တာပွင့်လင်းမြင်သာယုံကြည်ရတဲ့လုပ်ငန်းရှင်များနဲ့ဆောင်ရွက်ရမှာဖြစ်ကြောင်း မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပါဝင်ပြီးနိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်မှုဖြစ်တာကျင်းပတင်ကြောင်းမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များဆီလွတ်ရန်စစ်တပ်ကအာဆီယံနိုင်ငံများသို့ဖိတ်ကြားမှုနဲ့ပတ်သက်၍မှတ်သားထားပြီးရင်းအရေးကိစ္စကိုလာမဲ့48ကြိမ်မြောက်အာဆီယံအစည်းအဝေးမှာဆွေးနွေးဆုံးဖြတ်မှာဖြစ်ကြောင်းမလေးရှားနိုင်ငံအတွက်ကိုတော့ရွေးကောက်ပွဲလေးလောက်စောင့်ကြည့်ဖိတ်ကြားမှုကိုမလေးရှားရွေးကောက်ပွဲကော်မရှင်ကိုအသိပေးလိုက်ပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံသား၏ဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ယင်းအပြင်မလေးရှားနိုင်ငံသား၏ဝန်ကြီးကမင်းအောင်လှိုင်အပါအဝင်စစ်တပ်ခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်မှာအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ပေါ်ရန်အကြံဖတ်မှုများရပ်တန့်ရန်လူသားချင်းစာနာထောက်ထားမှုအကူအညီများခွင့်ပြုပေးရန်အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပေးရန်ထပ်မံအလေးပေးပြောဆိုခဲ့ပါတယ်။ဒါအပြင်အရက်သားများနဲ့အရက်ဖတ်အဆောက်အအုံများအပေါ်အကြံဖတ်မှုတွေကိုရပ်တန့်ဖို့ မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကမြန်မာစစ်တပ်ခေါင်းဆောင်တွေကိုအလေးပေးပြောဆိုခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့နောက်ထပ်တနိုင်ငံတိုးသွားပြီလို့ဆိုရဲဆရာလာဆိုးဝီရဲ့စည်ရေးသတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကနေချင်းပြန်ခရီးနေပြည်တော်ကိုရောက်လာပြီးမင်းအွန်လိုင်းနဲ့ကတုတ်ကရက်တွေ့ဆုံသွားခဲ့ပါတယ်၎င်းဖို့လည်းအာဆီယံဥက္ကဋ္ဌအနေနဲ့လာမယ့်တည်တည်ဆွေးနွေးပွဲမှာအချက်၅ချက်ဂါရာမန်ဒီယာကိုကြည်ရွတ်စုနေရမဖြစ် တင်ပြနိုင်မဲ့အကြောင်းအရာတစ်ခုကိုရှားရမှာဖြစ်ပါတယ်။ချစ်ခိတ်က၎င်းနဲ့အတူအင်ဒိုနီးရှားဖိလစ်ပိုင်နိုင်ငံကြောင်းရေးဝန်ကြီးများအတူလိုက်ပါရန်စီစဉ်ထားပေမဲ့လည်းခရီးစဉ်ကိုရွှေ့ဆိုင်ပြီးဟာဆန်တယောက်ထဲပောက်ချလာခြင်းဖြစ်ပါတယ်။သို့သောအချက်ကင်းမဲ့နေသည်ကမင်းအောင်လိုက်ပင်ဖြစ်ပါတယ်။၎င်းနဲ့အနည်းဆုံးတန်းဆွေကိုလာမဲ့တီတီဆွေးနွေးပွဲကိုလည်းဖိတ်ကြားခြင်းလည်းမရှိအဲ့ဒီလိုလူသိရှင်ကြားဖိတ်ကြားခံထားရမှုကိုရှက်ရောက်ကောင်းမှမသိ၎င်းရဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးပါတီ58ပါတီနဲ့ ကိုယ်စားလှယ်ပေါင်း9000ခန့်ရှင်းပြင်ကြမယ်လို့တဖက်ရဲ့ယုံကြည်မှုရရင်ပြောဆိုသွားခဲ့ပါတယ်။ချက်ချင်းလိုပင်၎င်းတို့မီဒီယာများကမလေးရှားမှရွေးကောက်ပွဲလေးလာစောင့်ကြည့်ရန်အဖွဲ့စည်းလွတ်မယ်လို့ကြီးညာချက်ထုတ်ပြန်လာပါတယ်။အဆိုပါသတင်းကိုပြပသတင်းဌာနတွေကမလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကိုဆက်သွယ်မေးမြန်းပေးမယ်လေ။မြေတုံးမြအမှတ်ချက်တစုံတရာမပေးဘဲရင်ငုံနှုတ်ဆက်နေကြတယ်လို့သိရှိရပါတယ်။သို့တော့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ social media post မှာ အဲ့ဒီလိုစီလွတ်မဲ့အကြောင်းတလုံးတပါးမျှဖော်ပြထားခြင်းမတွေ့ရဘဲရွှေကောက်ပွဲနဲ့ပတ်သက်၍ဆွေးနွေးခဲ့ကြတဲ့ဆိုရတာပါရှိကြောင်းရိုက်တာသတင်းဌာနမှဖော်ပြလာခဲ့ပါတယ်။မလေးရှားမီဒီယာတွေကလည်းစေအုပ်စုရဲ့အပြောကိုကိုးကားဖော်ပြနေကြပေမဲ့၎င်းတို့အစိုးရရဲ့အတီးပြုတ်ချက်ကိုတစွန်းတစမျှပဲမကြားရကြောင်းဖြစ်နေပါတယ်။တတမန်ထုံးတက်အရာထုတ်ကဲသောကြီးညာချက်မျိုးကိုနှစ်ဖက်ညီနိုင်အတီးပြုတ်ပြီးမှသာထုတ်ပြန်ရစမြင်ဖြစ်ပါတယ်။အဲ့ဒီလိုလှုပ်တင်လှုပ်ထိုက်တီးကို စေဥစုရဲ့နိုင်ငံခြားရေးဌာနဘျူရိုကရက်များကမတိပဲနေမှာမဟုတ်ပေမဲ့ဘဝင်မြင့်ယောဂဆွဲကပ်နေတဲ့အာနာရှင်ကြီးရဲ့တသွေးတတန်တမိတ်ကိုမြည်သူလွန်ဆန်ဝွင့်ပေမည်နီဟာဆန်ကိုတိုင်ဇန်နဝါရီလအတွင်းလန်ကာဝေမှာပြုတ်လုတဲ့အာဆီယံအစည်းအဝေးမှာရွေးကောက်ပွဲကိုဦးစားမပေးတဲ့စစ်ပွဲရက်အောင် အရင်လုတ်ပါလို့ပြောထားခဲ့ပါလျက်နဲ့ယခုလေးလာစောင့်ကြည့်ဖို့အဖွဲ့ပင်စေလွတ်မဲလို့ပြောဆိုလာခြင်းမှာအမှန်ဟုဆိုကတူစည်းမိစိတ်ညုတ်ခံရရွေလော့ မင်းအောင်လိုင်းရဲ့ရည်ရအစွန်းထက်၍လုံးဟုယူဆရမလို့ဖြစ်နေပါတယ်။မိတို့ပဲဖြစ်စေမိခွေးကတက်တက်လွတ်စားပြီးဆိုတဲ့ရွေးကောက်ပွဲမျိုးကိုအာနာရှင်လက်တဆုပ်စာအပြင်အာဆီယံကယုံကြည်မိဆိုကအံ့ဩပွေရပဲမဟုတ်ပါလား။ဟာဆန်ရောက်မလာမီလီမပင်တရင်ကျွတ်မီထွန်ဆူတောင်းပွဲကိုဘုံကျဲတက်ခိုက်ပြလိုက်ခြင်းပင်အာဆီယံကိုအရေးလုတ်စရာမလိုတော့၎င်းအားအတိမတ်ပြည့်ရင်ကျူးစုမဲဆိုကမင်းအောင်လိုင်းကပစိုးလှန်ပြလိုက်ခြင်းလည်းဖြစ်ပါတယ်။ စကိုင်းတိုင်း၆ဦးမြို့တရင်ကျွမိတွန်းပွဲကိုဘုံကျဲတက်ခိုက်မှုကိုလည်းအချက်ပတ်စစ်အုပ်စုမှလူသိရှင်ကြောင့်ဝန်ခံခဲ့ရပြီးဖြစ်ပါတယ်စစ်အုပ်စုရဲ့တရင်ပြန်ကြားရေးမှကြီးညာချက်ထုတ်ပြန်ရမှာတော်လန်ရေးတက်တွေရလူအုပ်စုကြီးအားလူသားတိုင်းအဖြစ်အသုံးပြု၍တိုက်ခိုက်နေရခြင်းဖြစ်တယ်လို့ဆိုပါတယ်၎င်းတို့မိများအထိအသိဉာဏ်ကင်းမဲ့စွာပြောဆိုနေကြောင်းထုတ်ဖော်ပြသလိုက်ခြင်းလည်းဖြစ်ပါတယ်၎င်းတို့အစိုးရပွဲတော်လာလူအုပ်ကြီးတွေမှာတော်လန်ရေးတက်ဖွဲ့ဝင်များလုံခြုံရေးယူရန်၄-၅ရောက်တော့ပါလာတင်နေပဲ လူအုပ်ကြီးကိုပုံကျစ်တက်ဖြတ်ဖို့ဝမလေးဆိုသည့်သဘောပင် ဖြစ်ပါတယ်။အောက်မှပြန်လဲပြစ်ကတ်လာမှာမဟုတ်တီကိုတီထားတဲ့အတွက်လဲယခုလိုအနီးကပ်ပါရာဂလိုက်တာမောင်းသူကလက်နဲ့ကင်ပြီးဖျောင်းတိုင်များထွန်းညီပူဇော်နေတဲ့လူအုပ်တစ်တွေကိုပြစ်ချခဲ့ခြင်းလည်းဖြစ်ပါတယ်။လက်ရှိမှာလူ24ဦးသေဆုံးပြီး90ခန့်ဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ပါတယ်။အဲ့ဒီပွဲတော်အနီးတိုင်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူးလို့နှစ်ဖက်ထုတ်ပြန်တဲ့သတင်းများအရသိရှိရတယ်လို့ AP သတင်းကလည်းဆိုပါတယ်။ လူအသက်ကိုပြည့်စိတ်တကောင်လောက်ပင်တဘိုးမထားနိုင်အောင်တင်းမရဲစီးနေကြသူများဖြစ်ပါတယ်။အဲ့ဒီလိုအသိဉာဏ်ကင်းမဲ့စွာအမိတ်ပေးစီခိုင်းသူများကိုလည်းစုံစမ်းစစ်ဆေးမဲလို့အရေးအမွက်ပင်ပါရှိမလာခဲ့ပါဘူး။အဲ့ဒီကြီးညာချက်တီကပင်၎င်းတို့ရဲ့လူအစုလိုက်ပြုံးလိုက်တက်ခဲ့တဲ့လူမဆန်တဲ့စိတ်ရာဇဝတ်မှုများကျွလွန်နေကြောင်းဝန်ခံထွက်ဆိုလိုက်ခြင်းပင်ဖြစ်ပါတော့တယ်။၎င်းတို့လေကြောင်းတက်ခိုင်းမှုအကြိမ်ပေါင်း2320ကြိမ်ရှိလာခဲ့ပြီးအရသာပြည်သူ1849ဦးကိုတက်ဖြတ်ခဲ့ကြပြီဖြစ်ပါတယ်။ ြည်သူတို့ရဲ့တရားတော်စစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ